အားလုံးပဲမင်္ဂလာပါရှင်ဒီရွက်ကိုတိကြလားဒါတင်မောရွက်ဖြစ်ပါတယ်ဒီတင်မောရွက်ကဆိုလို့ရှိရင်အဲအစအစအဖြစ်နဲ့စားသုံးလို့ရတယ်လို့ဆေးဘက်ဝင်တဲ့အရွက်လည်းဖြစ်ပါတယ်ကျန်းမာရေးအတွက်လူတိုင်းလူတိုင်းစားတဲ့အရွက်ဖြစ်ပါတယ်အဲ ဘာတွေအတွက်ကောင်းလဲဆိုလို့ရှိရင်ဖြူလို့ပေါ့နော်ကင်ဆာယောဂါကိုအဓိကကာကွယ်ပေးတယ်။သင်္ဘောပင်အဖိုရွက်သည်ပေါ့နော်ကင်ဆာယောဂါအမျိုးမျိုးကိုကာကွယ်ပေးတယ်ပေါ့နော်ကင်ဆာယောဂါဖြစ်ချင်းမှာကာကွယ်ပေးတယ်။တကယ်လို့ပေါ့နော်အသေးကင်ဆာတို့အဆုတ်ကင်ဆာတို့ပေါ့နော်အဲတအင်းကင်ဆာဒီလိုမျိုးတွေဖြစ်တယ်ဆိုလို့ရှိရင်ဒီသင်္ဘောရွက်ကိုပေါ့နော်ရင်းနှွေးချမ်းအဖြစ်ထည့်ပြီးတော့မှာ တောက်ပေးမယ်ပြီးလို့ရှိရင်ဒီတင်မောရွက်ကိုထုထောင်းပြီးတော့ရလာတဲ့အကြီးကိုတနေ့ကိုပေါ့နော်လက်ဖိတ်ပကံနဲ့တစ်လုံးကနှစ်လုံးတောက်ပေးမယ်ဆိုလို့ရှိရင်ကင်ဆာရောဂါတက်တာပျောက်ကင်းစေပါတယ်ဒါလက်တွေ့ပေါ့နော်ဖြိုးရဲ့အတိထဲမှာဆိုလို့ရှိရင်တက်အိမ်ကင်ဆာဖြစ်တယ်ပေါ့နော်ဖြစ်ဖြစ်ချင်းမှာသိတယ်သိတဲ့အချိန်မှာဒီဆရာဝန်စီကိုတွားပြီးမကုခင်မှာပေါ့နော်ဒီတင်မောရွက်ကိုပေါ့နော်နေ့တိုင်းအဖို့ရွက်ပေါ့နော်ထုထောင်းပြီးတော့တောက်တဲ့ခါမှာလုံးဝကင်ဆာရောဂါ တက်တာပျောက်ကင်းသွားတယ်ပေါ့နော်လုံးဝပျောက်သွားတယ်ပေါ့နော်ဒါကြောင့်မလို့ကင်ဆာရောဂါဖြစ်တဲ့သူတွေဆိုလို့ရှိရင်လည်းသင်မောအဖိုးရွက်ကိုရင်းနှွေးချမ်းဖြစ်တောင်းပဲ အဲပြီးလို့ရှိရင်အဲထုထောင်းပြီးအရေကိုတောက်ပေးမယ်ဆိုလို့ရှိရင်အေစာယောဂတက်တာပျောက်ကင်းစေတယ်လို့ကင်စာယောဂောင်မဖြစ်အောင်လည်းကာကွယ်ပေးပါတယ်နောက်တစ်ခုကတော့အသေးကိုကျန်းမာစေတယ်ပေါ့နော်အသေးကိုတန့်စင်တဲ့နေရာမှာတဘာဝပစ္စည်းတွေမှာဒီသင်းမောယောဂအကောင်ဆုံးပဲပေါ့နော်ပြီးလို့ရှိရင်ခန္ဓာကိုယ်ရောမှာရှိတဲ့ကိုလက်စထရောကိုချပေးတဲ့သွေးကိုတန့်စင်စေပါတယ်အဲနာတာရှိအသေးယောဂဖြစ်တဲ့သူတွေဆိုလို့ရှိရင်လည်းဒီသင်းမောရွက်ကိုလက်ဖက်ရည်သင်းမောရွက်လက်ဖက်ရည်ကျန်းဖြစ်တောက်မယ်ထုထောင်းပြီးအရေတောက်မယ်ဆိုလို့ရှိရင်ပျောက်ကင်းစေတယ်ပေါ့နော်နောက်တစ်ခုကတော့ စာကြည့်စီတဲ့ဝမ်းချုပ်တာတွေကိုသူကကာကွယ်ပေးတယ်ပေါ့နော်အစာအိမ်ရောင်းတာအစာအိမ်ဥရောင်းတာတွေဖြစ်တဲ့သူတွေပေါ့နော်နာကျင်ကြိုက်ခဲတွေဆိုလို့ရှိရင်ဒီတင်မောရွက်ကိုထူထောင်းပြီးတော့အရေးကိုတစ်နှစ်ကိုပေါ့နော်နှစ်ကျင်ကနေသုံးကျင်လက်ဖိတ်ပကံလုံးနဲ့တောက်ပေးမယ်ဆိုလို့ရှိရင်အစာအိမ်ရောကလုံးဝတက်တာပြောက်ကင်းစီရယ်ပေါ့နော်အဲတချို့ဆိုလို့ရှိရင်ဒီတင်မောရွက်ကိုစားရမှမတည်ဘူးဖြိုးတို့ကတော့အမြဲတမ်းပေါ့နော်အဲဒီတင်မောရွက်ကတကယ်ကိုကျမ်းမာရွက်ကောင်းတဲ့အတွက်ကြောင့်မလို့ဖြိုးတို့အမြဲတမ်းပေါ့နော်ဒီလိုအစိမ့်လိုက်အတိုင်းကိုအမြဲတမ်းထမင်းနဲ့ ဖမင်းစားတိုင်းမှာစားပြစ်တယ်ပေါ့နော်ဘာဖြစ်လို့လဲဆိုလို့ရှိရင်သူကခန္ဓာကိုယ်ကျန်းမာရေးအတွက်တော်တော်များများကိုအထောက်အကူပြုတဲ့ဆေးဘက်ဝင်တဲ့အရွက်ဖြစ်တယ်ပေါ့နော်လူတိုင်းလည်းစားပြစ်တင်ပါတယ်တင်မောအဖိုးပင်ပေါ့နော်ရှိတယ်ဆိုလို့ရှိရင်အရှိလိုတာဥထားပေါ့နော်အမြဲတမ်းဖမင်းစားတိုင်းစားပေးပါလုံးဝကင်ဆာယောဂကိုကာကွယ်ပေးတယ်ပေါ့နော်အဲဝမ်းချုပ်တဲ့သူတွေဆိုလို့ရှိရင်လည်းဝမ်းရွှင်စီပါတယ်တကယ်ကောင်းတဲ့အရွက်ဖြစ်ပါတယ်နော်အဲဒါကြောင့်မလို့ ်ဒီပင်မောရွက်လေးကိုအမြဲတမ်းစားသုံးပေးခြင်းအဖြစ်ကျန်းမာရေးအတွက်တကယ်အထောက်အကူပြုတဲ့ရွက်လေးဖြစ်တဲ့အတွက်ကြောင့်မလို့ဖြိုးကားမျှဝေပေးလိုက်တာဖြစ်ပါတယ်။အဲပြီးတော့နောက်တစ်ခုပေါ့နော်ပြောလို့ပေါ့နော်ခန္ဓာကိုယ်ပေါ့နော်ခြေလက်တွေထုံတာကျင်တာဖြစ်တဲ့သူတွေအစစ်မြစ်တွေနာကျင်ကြိုက်ခဲတဲ့သူတွေပေါ့နော် အကျောမတန်အကျောအားနေတဲ့သူတွေဆိုလို့ရှိရင်လေဖြိုးတို့ဒီရွှေစားနဲ့ရွှေလာပန်လေးကိုတုံးပေးပါဒီရွှေလာပန်ဒီ9မိနစ်ဆေးလို့နာမည်ကြီးရပေါ့နော်အကျောသမားတွေပေါ့နော်ကြီးပေါင်းသမားတွေအဲကြိုက်ခဲတဲ့သူတွေအတွက်အရန်ကို9မိနစ်အတွက်မှလိမ့်လိုက်တာနဲ့တက်သားစီတယ်ဒီရွှေစားကတော့ဖြိုးတို့ပေါ့နော်ခန္ဓာကိုယ်ထဲမှာရှိတဲ့သွေးလေးလည်းပတ်မှုကောင်းမွန်စီတယ်ပေါ့နော်ခန္ဓာကိုယ်ထဲမှာရှိတဲ့အပူအစိတ်တွေကိုထုတ်ပေးတဲ့အတွက်ကြောင့်မလို့အဲဒီဆေးလေးကိုတုံးပေးဖို့ဖြိုးက recommend လေးပေးချင်ပါတယ်နော်